နောက်တစ်ခုကတော့ switch statement ဖြစ်ပါတယ်ကျွန်တော်အနေနဲ့ if statement ကိုလည်းတောင်းလို့ရလို့ကျွန်တော် switch statement ကိုလည်းကျွန်တော်တို့အနေနဲ့အသုံးပြုလို့ရပါတယ် switch statement ကိုကျွန်တော်အနေနဲ့ဘယ်လိုအနေမှာအသုံးပြုလဲဆိုရင်ကျွန်တော်တို့ရဲ့ if statement ကိုကျွန်တော်တို့က optimize ပြန်ပြီးလုပ်တဲ့အခါမျိုးတော့အဲ့လိုမျိုးချိန်မှာကျွန်တော်အနေနဲ့ဒီ switch statement ကိုအသုံးပြုပါတယ် ကျွန်တော် web file လုပ်တဲ့ချိန်ညာရင်ကျွန်တော်တို့ဒီ state management လုပ်တဲ့ချိန်ညာရင်ဒီ switch statement ကိုအသုံးပြုတာပုံပြများပါတယ်။ကျောင်းနေတဲ့ performance file ကို optimize ပြန်လုပ်တဲ့ချိန်ညာရင်ဒီ switch statement နဲ့ refactor ပြန်လုပ်ကြတာများပါတယ်။ကျောင်းနေတဲ့ဒီ javascript ကိုစာပြီးလေ့လာပြီဆိုရင်တော့ကျောင်းနေတဲ့ဒီ switch statement ကိုလည်းမဖြစ်နေသေးဘူးလို့ပြောရပါတယ်။ Okay switch statement ကဘယ်လိုမျိုးရေးလဲဆိုရင်ကျွန်တော်ဒီမှာ const ပြီးရင်ကျွန်တော်ဒီမှာဘောနော်အာ cream ပေါ့နော် coffee ဆိုပြီးကျွန်တော်ပေးလိုက်ပါမယ် coffee ပေးလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာ switch statement ရေးပါမယ် switch statement switch statement ပြီးလို့ရှိရင်သူထင်မှာကျွန်တော်အနေနဲ့ data ပြန် pass ပြရမှာဘာ pass ပြရမလဲဆိုရင်ကျွန်တော်ထားခြင်းနဲ့ variable condition တခုကို variable တခုကိုကျွန်တော်နေပြန် pass ပြရမှာပြီးလို့ရှိရင်သူအနေနဲ့ case ရှိပါမယ် case ရှိမယ်ပြီးလို့ရှိရင်ဒီမှာ case က coffee ပေါ့နော် case က coffee ဖြစ်လို့ရှိရင် console.log အဲဒီမှာအဲ you choose coffee ဆိုရဲကျွန်တော်ပြီးလိုက်ပါပြီးရင်ဒီကောင်ကိုကျွန်တော်တို့ case တစ်ခုပေါ့နော်ကျွန်တော်ဆက်လိုက်တဲ့ condition ပေါ့နော်ဒီမှာ condition ရှိမယ် drink ဆိုတဲ့ဟာပေါ့နော်ဒီ drink ဆိုတဲ့ဟာဝင်လာတယ်ဝင်လာပြီးတော့သူက case မှာပေါ့နော် condition ဆက်လိုက်ရဆက်လိုက်တဲ့အချိန်မှာ coffee ဖြစ်သွားတယ်ဆိုရင် you choose coffee ဆိုပြီး return လုပ်မယ်ပြီးလို့ရှိရင်ဒီကောင်ကကျွန်တော်တို့ break ဖြစ်သွားမှာပါ break ဆိုပြီးတော့ဖြစ်သွားမှာဖြစ်ပါတယ် break ပြီးလို့ရှိရင်ကျွန်တော်အနေနဲ့ဒီမှာ switch statement ရေးလို့ရှိရင်အမြဲတမ်း default case ဆိုတာရှိပါတယ် default ဖြစ်တယ်ပါ default ဖြစ်တယ်ကတော့အမြဲတမ်းထည့်ပေးရပါတယ် switch statement ရေးရင်ဒီ default ကိုမဖြစ်မနေထည့်ဖို့လိုအပ်ပါတယ်ဒီမှာ you choose something else ဆိုပြီးတော့ ထည့်ပြီးတော့ break လုပ်ပါလိုက်။ Okay ဒီမှာဆိုရင် you choose coffee ဆိုပြီးတော့ကျွန်တော်တို့ကြာလာပါပြီ။ဒီမှာကျွန်တော်က tea ထည့်မယ်ဆိုရင် tea ပေါ့နော်။ဒီဒီမှာ console dollar ဆိုပြီးကျွန်တော် tea ထည့်လိုက်။ Okay ဒီမှာကျွန်တော်ဒီရဲ့ variable เนาะเนาะကျွန်တော်ဒီ switch statement ကိုစစ်ထားရဲ variable ကိုဒီ condition စစ်ထားရဲအောင်ယူကျွန်တော် p ဆိုပြီးတော့ပြောင်းလိုက်ပါမယ် ီးလို့ပြောင်းလိုက်ရင်ဘာဖြစ်သွားမလဲဆိုရင် you choose these ဆိုပြီးတော့ကျွန်တော်ကို statement ပြောင်းလာတော့တွေ့ရပါလိမ့်မယ်ဒီ switch statement ရဲ့အလုပ်လုပ်ပုံကဒီ if statement နဲ့ကတော့တူတူပဲဖြစ်ပါတယ်ကျွန်တော်ဒီ condition လာပါတယ်ဒီ condition ဖြစ်လို့ရှိရင်ဒီအလုပ်ဒီအမဟုတ်လို့ရှိရင် now condition ဒီလိုမျိုးလာရင်ဒီအလုပ်ဆိုပြီးတော့ပြောတာဖြစ်ပါတယ်ကျွန်တော်ပေါ်မှာစစ်ခဲ့တယ်လို့ပဲเนาะပေါ်မှာစစ်ခဲ့တယ်လို့ဒီလိုမျိုး is နဲ့ကျွန်တော်ပြန်ပြီးတော့စစ်ပါမယ် လို့ဆင်လဲဆိုရင်ကျွန်တော် con a ဆိုပြီးတော့ကျွန်တော်18ဆိုပြီးလိုက်မယ်ပြပြီးရင်ကျွန်တော်ဒီထဲမှာပါနော်ပြပြီးရင်ကျွန်တော်ဒီထဲမှာဒီ statement ကိုကျွန်တော် boolean value ထားလိုက်ပါမယ် boolean value ထားမှာကျွန်တော်ကဒီကောင်ကိုပြန်ပြီးတော့ဒီထဲမှာ comparison operator အသုံးပြုပြီးတော့ကျွန်တော်နေဆက်လို့ရအောင်ဖြစ်ပါတယ် boolean မပေးဘူးဆိုရင်ကျွန်တော်နေဆက်လို့ရအောင်မဟုတ်ပါဘူးအေးဒီမှာဆိုရင်ကျွန်တော်နေနဲ့ ပထမဆုံးကျွန်တော် boolean value မပေးဘဲနော်ပုံမှန်တိုင်းကျွန်တော် a ဆိုပြီးတော့ကျွန်တော်စစ်လိုက်ပါမယ် a ဒီမှာကျွန်တော်18ပေးမယ် b ကျွန်တော်ဒီမှာ20ပေးလိုက်မယ် a you are 18 years old ဒီမှာ you are 20 years old ဆိုပြီးတော့ကျွန်တော်ခေါ်လိုက်ပါမယ် โอเคအဲ့လို့ဆိုရင်ကျွန်တော်ဒီမှာပေးထားတဲ့ဟာက16ဆိုရင်ကျွန်တော်18 year ကိုဒါကြီးကျွန်တော်တို့ဒါဒီမှာပေါ့နော်20ပေးလိုက်မယ်ဆိုရင်ကျွန်တော်က20 year ဆိုလို့ဆိုပြီးပြောင်းသွားဖြစ်ပါတယ်ဒီမှာကျွန်တော်အဲ you are something else ပေါ့နော်အဲ့လိုမျိုးပေးလိုက်ပါမယ်ဒီမှာ21ဆိုပြီးပေးလိုက်ပါမယ်โอเคအဲ့ဒါဆိုရင် you are something else ဆိုပြီးတော့ ဖြစ်သွားပါတယ်။အကဲကြီးကျွန်တော်တို့ကလည်းဒီရဲ့ case မှာပေါ့နော်ဒီရဲ့ case မှာကျွန်တော်တို့ဒီ h တွေကို comparison operator နဲ့အသုံးပြုမယ်ဆိုရင်ကျွန်တော်တို့ဒီမှာ true ဆိုပြီးတော့ကျွန်တော်အနေနဲ့ value သတ်မှတ်ဖို့ true ဖြစ်တဲ့ statement ထည့်ဖို့လိုပါတယ်။ဒီ condition ကျွန်တော်အနေနဲ့ဒီမှာ true ဆိုတဲ့ condition ထည့်ဖို့လိုပါတယ်။အဲ့ဒါမှာကျွန်တော်တို့ကဒီရဲ့ h ကို comparison operator သုံးပြီးတော့စစ်လို့ရမှာဖြစ်ပါတယ်။အဲဆိုရင် a greater than or equal ရှူအာအဒေါ်ပါနော်ဒီမှာအရှူအာတင်းနေကြโอเคလေပြလိုက်ပါမယ်အဲဆိုရင် save လုပ်လိုက်ရင်ကျွန်တော်ဒီမှာရှူအာအဒေါ်ဆိုတဲ့ဟာကိုတွေ့ရမှာဖြစ်ပါတယ်ကဲဒီမှာကျွန်တော်ကျွန်တော်ဒီမှာ15လို့ပြလိုက်မယ်15လို့ပြလိုက်ရရှင် you are teenager ကျွန်တော်ဒီမှာ you are ဒီမှာကျွန်တော်တို့က5ဆိုပြီးပေးလိုက်မယ်ဆိုရင်ကျွန်တော်တို့က join minor ဆိုပြီးတော့ထွက်လာတာကိုတွေ့ရပါလိမ့်မယ်။ဟဲ့ဒီကတော့ switch statement ရဲ့အလုပ်လုပ်ပိုင်းဖြစ်ပါတယ်။ကျွန်တော်တို့နေဒီ if statement ကိုလည်းသိရမှာဖြစ်လို့ switch statement ကိုလည်းသိဖို့လည်းလိုအပ်ပါတယ်။